เออมะม่าก็ล่ะมะม่าชื่ออลูขันเนี่ยชื่อมาดิแหละมะม่าก็ลูเว้ဖြစ်တယ်ဘုံจองนี่ปูจาပြည့်စီတဲ့ဟာดิပေါ့เนาะจันတဲ့နေရာမှာလည်းမမလူဝေးတယ်ပြီးတဲ့ခါကျတော့မမကအခုအိမ်ရောင်းွယ်လေးလုပ်နေတဲ့ခါကျတော့မမအိမ်မရောင်းငါသေးတဲ့အိမ်ဒီမှာမမပေးနေထားတယ်ဩတို့နေဒီမမလိုင်းမမကတပ်ပုံရိုက်ပြီးတော့မတင်ဘူးဆိုတာသူများကမမအားနာတယ်ပြီးတော့မမဘယ်မှာဘယ်လောက်လူလိုက်တယ်ဆိုတာကိုလည်းမမကမရေးတင်ခြင်းဘူးအဲ့လာကြောင့်မမမတင်ဖြစ်ဘူး သူတို့မမလူလိုက်တဲ့လူတွေလည်းမမနဲ့ friend တွေမှလည်းရှိရတယ်။ဒါပေမဲ့သူတို့လည်းမတင်ကြတော့ဘူးမှလည်းမသိကြဘူးပေါ့အဲ့လိုမျိုးပေါ့။ဟုတ်မန္တလေးပြီးတော့မင်းမျိုးမာမင်းမျိုးအိမ်နဲ့ပြီးနေတာလည်းရှင်ဟုတ်အဲငါစုရှိတယ်။อืมမမတော့ပြောတာတော့တစ်နှစ်တစ်နှစ်ခွဲတော့အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ပေါ့နော်ဆိုတော့သူတို့ကလည်းဘယ်လိုပြောမလဲသူတို့အိမ်နေပါလေစောက်ပြီးလို့ရှိရင်ငါတော့ဒါသူတို့ပြန်လုပ်ပြီးငါတော့ပြောင်းမှာပေါ့ဒါပေမဲ့မမကသူတို့ဘယ်လိုပြောမလဲ၃လပဲပြီးနေတာ၆လပဲပြီးနေတာအဲ့လိုမျိုးဖြစ်နေပါဆိုလို့တစ်နှစ်တစ်နှစ်ခွဲအဲ့လိုမျိုးနေလဲဘာမှမဖြစ်ဘူးအန်တီဆိုပြီးတော့အဲ့လိုမျိုးပြောထားတယ်။ 28ရက်နေ့ကငနေလှုပ်တော့မမကဈေးဝယ်ထွက်နေတာပေါ့နော်မမဈေးဝယ်မယ်ဥရှင်မှာပြီးတော့မမပုပ္ပတိတိဈေးသွားမယ်ပြီးတော့ဘန်သွားမယ်ဆိုပြီးတော့မမအပြင်ထွက်နေတာပေါ့မမကတကယ်တော့မမကအဲဥရှင်ကိုဝင်မယ်ပေါ့နော်မမပထမအဆုံးဥရှင်ကိုမဝင်မယ်နဲ့မမပုပ္ပတိတိတိဈေးကိုအရင်သွားလိုက်တာသွားလိုက်တဲ့အချိန်မှာအဲ့မှာပဲဈေးဝယ်နေတုန်းငလင်ရလှုပ်တာ လုတ်တဲ့ချိန်ကျတော့မမတို့အဲ့ပုတ်ပါလေဟွာပေါ့ပါလေပုတ်ပတီတီဈေးကကျတော့အရင်ကြီးမလုတ်သွားပါဘူး သူကလှုပ်တော့လှုပ်တယ်နည်းနည်းအဲ့လိုမျိုးပေါ့နော်ခက်ချင်ချင်လေးတော့လှုပ်တယ်ဒါမှပြူကြပျက်စီးတာတွေရတော့မတွေ့ခဲ့ရပါဘူးဟိုအပေါ်အမိုးလောက်လေးတင်နေပေါ့နော်မျက်နှာချက်လေးတွေအဲ့လိုပြူကြတာတွေအဲ့ဒါလေးပဲတွေ့ခဲ့တယ်အဲ့ဒီနေရာတော့နော်အဲမမထိတ်လန့်သွားလားဆိုမမမလန့်ဘူးမလန့်မှုဆိုတာဘာဖြစ်လို့လဲဆိုတဲ့ခါကျမမအရန်ကြီးလှုပ်လိုက်တာမမမကြုံလိုက်ဘူးအဲ့မှာအရန်ကြီးမလှုပ်သွားဘူးအဲ့ခါကျတော့မမကအရင်တုန်းကငလျင်လှုပ်တယ်ဆိုတော့ဩဟိုအရင်တုန်းကလိုပဲပေါ့နော်ငလျင်လေးတွေလှုပ်တယ်ဒီတိုင်းပဲပြီးသွားတယ်လို့အဲ့လိုစိတ်ထဲမှာပဲထင်လိုက်တာ နောက်ပြီးတဲ့အချိန်ကြတဲ့ခါကျမှအိမ်ရောက်တဲ့ခါကျမှဖုန်းတွေလာပြီတောက်လျှောက်အိမ်ကနေစိတ်ပူတော့လေဒီမှာနေပြီးတော့မှမမမမမောင်လေးအကြီးနဲ့မမနဲ့နှစ်ယောက်ထဲနေတာ哦အဲ့ချိန်ကျတော့အိမ်ကတောက်လျှောက်ပုံဆက်ပြီးဘာဖြစ်သွားသေးလဲဘာဖြစ်သွားသေးလဲနေပြီးတော့ငလင်းအရန်ကြီးတယ်လို့ပြောရဲပေါ့နော်မန္တလေးစကိုင်းပေါ့နော်အဲ့ချိန်မှာကြတဲ့ခါကျမှမမတိတာအရန်ကြီးလှုပ်သွားပြီးတော့ အဲ့လိုမျိုးတွေဖြစ်တာနောက်ပိုင်းကြတဲ့ခါကျတော့မမကသတင်းတွေအဲ့လိုမျိုးကြည်တာပေါ့တောက်လျှောက်ပေါ့နော်အဲ line ဖွင့်ပြီးတော့ကြည်တဲ့ချိန်ကျတော့ကိုကျော်မျိုးမင်းနဲ့ကိုကျော်စိုးဦးပေါ့နော်တို့ကကျတော့ဘယ်လိုပြောမလဲမြေပြင်သတင်းကိုချက်ချင်းတို့ကတပြေးညီတင်ပေးတာကိုအဲ့ရဲ့၂ယောက်ကိုကျတော့မမအမြင်နဲ့နားထောင်ပြီးတော့အဲ့ဒီချိန်ကျမှဟာဘာတွေပြက်တယ်ဘာတွေပြက်တယ်ဘယ်နေရာမှာဘလို့ပြုတ်ကျပျက်စီးတယ်ဆိုတော့ line ပေါ်မှာမမတွေ့တာမမအဲ့ဒီချိန်မှာအရန်ကြီးအဲ့လိုလှုပ်သွားဆိုတော့လေမမမတိလိုက်ရဘူးပြီးတဲ့ခါကျမမလန့်လည်းမလန့်သွားဘူး ဒါပေမဲ့ပြီးတဲ့အချိန်ကျမှမမတိတာအလောက်ထိမမတို့မန်မမမန်လေးသူကိုမန်လေးမှလည်းအလောက်ထိပြူကြပြက်စီသွားဆိုမမအချိန်ကျမှတိလိုက်တာအဲမမတို့မဟာမျက်မှုနိဖရားပေါ့နော်အဲ့ဒါလည်းပြူကြတာဒီဖြစ်တယ်ပြီးတဲ့အခါကျတော့မမတို့နန်မန်လေးနန်းတွင်းပေါ့နော်ကျုံမြူယူကြီးကလည်းပြူကြတယ်အဲ့ဒါမျိုးတွေလည်းရှိတယ်ပြီးတဲ့အခါကျတော့အကုန်လုံးအဆောက်အဦတွေလည်းတိုက်ကြီးတွေဆိုအများကြီးပဲလीနော်အဲ့လိုမျိုးတွေပြူကြပြက်စီသွားတာတွေမြင်တယ်ပြီးတော့မမကဒီလိုပေါ့ လူကြီးတွေမေးကြည့်တဲ့ခါကြလဲဟိုအရင်တုန်းကရောကြုံဘူးလားသိလားအဲ့လိုမျိုးတွေဖြစ်ဘူးလားဆိုကိုကကိုကမကြုံဘူးလေနော်နည်းနည်းချင်းချင်းလောက်တာပဲကြုံဘူးတဲ့အချိန်ကြတော့မမကမေးကြည့်ရကြောအသက်60ကျော်80ကျော်အန်တီကြီးတွေအဖွားအရွယ်ကြီးတွေတောင်မှမကြုံဘူးပေါ့နော်ဒါလိုမျိုးလောက်တာမကြုံဘူးတဲ့မမတို့အသက်အရွယ်နဲ့ကြုံဘူးကိုနေနေတတာလीနော်ဒီလောက်ကြီးတို့တောင်မှ60ကျော်80ကျော်ကြီးတွေတောင်မကြုံဘူးပါဘူးတဲ့ဒါတို့ရဲ့ဘဝမှာပထမဦးဆုံးပဲဆိုတော့မမ တော်တော်လေးတော့အံ့ဩသွားတယ်။ဒါပေမဲ့မမပြောချင်တာတခုကတော့ဒါဖျားပေးတဲ့ခန္ဓာကိုယ်နဲ့ဖျားပေးတဲ့အသက်ပဲရှိတာပေါ့နော်မမတို့က။ဘာလို့လဲဆိုကိုဗစ်တုန်းကလည်းမမတို့မသေးသွားခဲ့ဘူး။နိုင်ငံကြီးမှဖြစ်တော့လေဒီစစ်တွေဖြစ်ကြတော့လေဒီထက်မှပါမသွားဘူး။ပြီးတဲ့အခါကျတော့ရေဘေးမှလည်းပါမသွားခဲ့ဘူး။အခုငလင်ဘေးမှလည်းပါမသွားခဲ့ဘူးပေါ့နော်။ဒါဖျားပေးတဲ့ခန္ဓာနဲ့အသက်တော့ရှိတယ်။အရင်ကြတော့ဒီဘယ်လိုပြောမလဲရန်ဒီမျိုး၅ပါးတည်းမှကိုကပါမသွားသေးဘူး။ ဆိုတော့အတွက်ကြောင့်မလို့ဒီပျက်စီးဆုံးရှုံးသွားတဲ့လူတွေပေါ့အဲ့လိုမိသားစုတွေဟိုကိုကတတိကတော့လည်းမဟုတ်ဘူးတတိသမီးလည်းမဟုတ်ဘူးတို့ပေမဲ့မမကတတ်နိုင်တဲ့လောက်ကတော့မမကူပြစ်တယ်ပေါ့နော်အဲမမကလာမမရှိအလူခံတဲ့ရှီမာတွေလည်းမမကလူပေးဖြစ်တယ်ဖုံးချောင်းနေပြူကြပျက်စီးတဲ့ဟာတွေပေါ့နော်ကြံတဲ့နေရာမှာလည်းမမလူပေးတယ်ပြီးတဲ့ခါကျတော့မမကအခုအိမ်ရောင်းဝယ်လေးလုပ်နေတဲ့ခါကျတော့မမအိမ်မရောင်းရသေးတဲ့အိမ်ဒီမှာမမပေးနေထားတယ် ်သူတို့နေဒီမမလိုင်းပေါ်မှာကတပ်ပုံရိုက်ပြီးတော့မတင်ဘူးဆိုတာသူများကမမအားနာတယ်ပြီးတော့မမဘယ်မှာဘလောက်လူလိုက်တယ်ဆိုတာကိုလည်းမမကမရေးတင်ခြင်းဘူးအဲ့လာကြောင့်မမမတင်ဖြစ်ဘူး သူတို့မမလူလိုက်တဲ့လူတွေလည်းမမနဲ့ friend တွေမှလည်းရှိရဲဒါပေမဲ့သူတို့လည်းမတင်ကြတော့ဘယ်သူမှလည်းမသိကြဘူးပေါ့အဲ့လိုမျိုးပေါ့ဟုတ်မန္တလေးပြီးတော့မိမျိုးမှာမိမျိုးအိမ်နဲ့ပြီးနေတာလည်းရှင်ဟုတ်အဲငါးစုရှိတယ်။อืมမမတော့ပြောတာတော့တစ်နှစ်တစ်နှစ်ခွဲတော့အဆင်ပြေတယ်ပေါ့နော်အဆင်ပြေတယ်ပေါ့နော်ဆိုတော့သူတို့ကလည်းဘယ်လိုပြောမလဲသူတို့အိမ်နေပါလေစောက်ပြီးလို့ရှိရင်ကတော့ဒါသူတို့ပြန်လုပ်ပြီးငါတော့ပြောင်းမှာပေါ့ဒါပေမဲ့မမကသူတို့ဘယ်လိုပြောမလဲ၃လပဲပြီးနေတာ၆လပဲပြီးနေတာအဲ့လိုမျိုးဖြစ်နေပါဆိုလို့တစ်နှစ်တစ်နှစ်ခွဲအဲ့လိုမျိုးနေလဲဘာမှမဖြစ်ဘူးအန်တီဆိုပြီးတော့အဲ့လိုမျိုးပြောထားတယ်။မမတို့မန်လေးကတထိမြို့တော့ တကယ်တမ်းပြောမယ်ဆိုလို့ရှိရင်တထိတ်တွေတအားများတယ်เนาะအဲဘယ်လိုပြောမလဲတကယ်လိုအပ်တဲ့လူတွေကိုပဲမမကတကယ်မရှိတဲ့လူပဲမမထားပစ်တာပါသူတို့ကဘယ်လိုပြောမလဲငိုတာပေါ့တချို့ဆိုဖက်ဖက်ပြီးတော့ငိုတယ်လေမမလည်းဘယ်လိုပြောမလဲသူတို့ကအဲ့လိုမျိုးငိုတယ်ဆိုတော့ကြမမလည်းခြေမကင်မိလက်မကင်မိမမအဲ့လိုမျိုးငိုတယ်ဘာညာဆိုမမဘာမှမရှိဘူးလေမနော်မမအဲ့လိုမျိုးမငိုတတ်ဘူးအဲ့ဒါကြတော့သူတို့ကအဲ့လိုမျိုးဖက်ပြီးတော့ငိုတယ်ဘာညာဆိုကိုလည်းတုံတုံမြင်ရင်လည်းအဲ့လိုမျိုးဖြစ်တာပါမပြောင်းလဲပါဘူး မပြောင်းလဲပါအောင်မမကအရင်ကတည်းကနေဘာလို့လဲဆိုတော့ဒီတရားတွေကလည်းအမြဲတမ်းနာပါတယ်เนาะမမပြီးတော့မမတို့ရဲ့မိဘတွေကလည်းပြောဆိုဆုံးမခဲ့တဲ့လမ်းစဉ်အတိုင်းပဲမမတို့နေတာပေါ့เนาะအဲစိတ်ရင်းကိုကောင်းအောင်မထားရမယ်เนาะသူများပေါ်ရုပ်မှာကောက်ကြစ်တာဒီသူများပစံငွေကြီးလိန်လေတာဒီเนาะခိုးတာဒီဝက်တာဒီဒါမျိုးတွေပေါ့เนาะအဲမျိုးတွေဘယ်တော့ခါမှမလုပ်ဘူးပြီးတဲ့ခါကျတော့ဟိုဟာပေါ်အဲတရားဥပဒေနဲ့မလွတ်ခင်တဲ့အလုပ်မျိုးမမတို့ကလုပ်မစားဘူး အဲ့လိုမျိုးပေါ့နော်အဲ့လာဒီလွတ်လွတ်ကင်းကင်းမမတို့ကနေတယ်ပြီးတဲ့အချိန်ကျတော့မမတို့ကိုကိုထက်မြင့်တဲ့လူတွေကိုတွေ့လို့ရှင်ကတော့ကိုတည်းကဝမ်းတာတယ်ជីနူးတယ်နော်မူတီတာပွားတယ်ကိုထက်နှိမ့်တဲ့လူတွေတွေ့လို့ရှင်ကတော့ကိုကကိုနားကိုရောက်လာတဲ့လူတွေဘ누구ပဲဖြစ်ဖြစ်အဲဘ누구ပြောမလဲတို့ကအကူညီလိုပါတယ်ဘာညာပြောခဲ့လို့ရှင်ကိုကတတ်နိုင်တဲ့လောက်ကတော့ဘယ်တော့မှမမြင်မမအကူညီပေးတယ်ဒါတော့မမပြီးနားမှာရှိတဲ့လူတွေအားလုံးသိကြပါတယ်အဲ့ဒါတော့မမအကြောင်းတော့อืมလူဘဝဆိုတာလေနော်ဒီဟာတွေကတော့အမျိုးမျိုးကတော့ ကြုံရအောင်ပါပဲเนาะသေးတာနဲ့ကြီးတာပဲရှိတယ်ပေါ့เนาะအဲဘာဖြစ်လို့လဲဆိုတော့အားလုံးပဲပေါင်းပြီးတော့ဒါကြီးကိုကြော်လာကြတာပေါ့เนาะအားလုံးကလည်းကူညီနေကြပါတယ်ဖေးမနေကြပါတယ်ပေါ့เนาะအားလုံးကလည်းဟုတ်ကဲ့ရှင်ဟုတ်